အလမဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီကနေ့2025ခုနှစ်အော်တိုဘာလ6ရက်မြန်မာတက္ကသိုလ်1389ခုနှစ်သတင်းကြိုလပြည့်တနင်္လာနေ့ရက်မွန်းတဲ့12နာရီချိန်ထိနောက်ဆုံးရရှိတဲ့သတင်းတွေကိုတင်ဆက်ပေးရမယ့်ချိန်ရောက်ရှိလာပါပြီတော်လန်နေ့တက်ပါလို့ပြည်သူပေါင်းအောင်နှုတ်ဆက်တာပါတယ်ခင်ဗျာဒီကနေ့မှာထူးထူးခြားခြားနားဆင်ကြရမယ့်သတင်းကြောင်းရာတွေကတော့မုံရွာမှာစက်ကြီးကပ်ဖို့လာတဲ့ရဲကားကိုတော်လန်ရေးတပ်ဖွဲ့တွေကပြစ်ခတ်တိုက်ခိုက်ရမှာရဲလေးဦးတည်ဆုံးပြီးတော့လက်နက်ခဲယမ်းတွေကိုလည်းသိမ်းဆီးနိုင်ခဲ့ပါတယ်ခင်ဗျာစစ်ကောင်မရှိမဲစင်းအမားမြပြီး တေဆုံးသူတွေပါထည့်ထားတယ်လို့နေပြည်တော်နယ်မြေစက်ဖို့ဥက္ကဋ္ဌဘူးလတ်လှဆွေကိုယ်တိုင်ပြောလာပါတယ်ဖူခတ်မှာတော့မြန်မာအမျိုးသားတူဓာတ်ထုတ်ခံရပြီးတော့တေဆုံးသွားပါတယ်ခင်ဗျာမကွေးတိုင်းမင်းဘူးခရိုင် PDF အမှတ်3တက်ရင်ယာယီတက်ရင်မူဟိုကြီးအဆုံးစီရင်သွားတယ်လို့သိရပါတယ်ဘလို့ဖြစ်ရတာပါလဲဒီဘောမျိုးကိုတော့ဂျမတ်ဆက်ရှင်ကောင်စီတက်ကဘုံကျဲမြန်မာတဲ့စာတင်ကြောင်းတဲ့ဖုန်ကြီးကြောင်းတွေကိုကျဲတာပါခင်ဗျာဒီသတင်းနေနဲ့အတူ ထူးထူးခြားခြားသတင်းဖြစ်စဉ်အကြောင်းအရာတွေကိုနှာသင်ရမှာပါပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့သခိုင်းတိုင်းမုံရွာမြို့နယ်မှာ ပြည်သူတွေထံကနေစက်ကြီးကောက်နေတဲ့ရဲရရှိ၃ဦးနဲ့ရဲတပ်သားတဦးလိုက်ပါလာတဲ့ကားကိုတော်လိုင်းတပ်ဖွဲ့တွေကပြစ်ခတ်တိုက်ခိုက်ရမှာရဲလေးဦးသေဆုံးပြီးတော့လက်နက်ခဲယမ်းတွေကိုသိမ်းဆည်းရရှိကြောင်းမုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့မုံရွာမြို့နယ်ပါလာဖတာဝန်ရှိသူတဦးကပြောပါရခင်ဗျာအော်ဒိုဘလာလေးရနေမနပိုင်းမုံရွာမြို့နယ်တာစီလန်းနဲ့ဒီအင်ဒေါ်အဝိုင်းအပတ်မှာပြည်သူတွေထံကနေ ငွေကြီးနဲ့ပါလာတဲ့ပစ္စည်းတွေကိုအတင်းအဓမ္မစက်ကြီးကောက်ခံနေတဲ့ရဲရရှိ၃ဦးနဲ့ရဲတပ်သားတအူလိုက်ပါလာတဲ့အင်စည်းကားကိုတော်လိုင်းရဲတပ်တွေကတိုက်ခိုက်ခဲ့တာလို့သိရပါဗျာ။အပြန်လန်တိုက်ခိုက်မှုတွင်ရဲလေးဦးစလုံးသေဆုံးခဲ့ပြီးတော်လိုင်းရဲတပ်တွေအထိခိုက်မရှိခဲ့ကြောင်းလက်နက်ခဲယမ်းတွေကိုလည်းသိမ်းဆီးနိုင်ခဲ့ကြောင်းသိရပါဗျာခင်ဗျာ။သေဆုံးသူရဲလေးဦးတွေကတအူကတော့ကချင်ပြည်နယ်မိုးကောင်းမြို့နယ်နံပါတ်နယ်မြေရဲစခန်းကရဲတပ်ကြပ်သိမ်းဆော်ဖြစ်ကြောင်းသိရှိရရှိတဲ့ လက်နက်ခဲယမ်းတွေကတော့ VA63 ခေါ် G3 နှစ်လက်နိုင်မမပစ္စတိုတစ်လက်တို့ဖြစ်ပြီးတော့လိုက်ပါစီးနင်းလာတဲ့အင်စီကလည်းပြစ်ကတ်တိုက်ခိုက်မှုကြောင့်ပျက်စီးသွားတယ်လို့သိရပါတယ်ခင်ဗျာပြည်သူတွေအနေနဲ့လက်ရှိအချိန်ဒီမှာအထူးဂရုစိုက်ပြီးတော့သွာလာပေးကြဖို့နဲ့ဘေးကင်းကြပါစေလို့ပြောချင်ပါတယ်ဆိုပြီးမော်ရမြွတ်နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ပါလာဖတောင်ဝင်းရှိသူကသတင်းစကားပေါ်ပါတယ်ဒီမစ်ရှင်ကိုတော့မော်ရမြွတ်နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ပါလာဖနဲ့ចောင်းသားတက်တော် SAF မွေရခရင်တရင်နှစ်တက်ခွဲသုံးရွာစောကြီးတော်လန်တန်းဘုဒ္ဓလင်မိုဘိုင်းတင်းတို့ကအတူပူးပေါင်းပြီးတော့တိုက်ခိုက်ချင်းမုန်းခဲ့တာလို့သိရပါတယ်ခင်ဗျာအကြမ်းမစစ်ရုံးကောင်စီရဲ့မဲဆင်းအမားတွေကိုဘူးလက်လာဆွေကိုတိုင်းထုတ်ပြီးတော့ပြောလာပါတယ်သတင်းပြေဆုံးကိုကြည့်အောင်ပါခင်ဗျာအကြမ်းမစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲအတွက်ကောက်ယူထားတဲ့မဲဆင်းတွေမှာမြို့နယ်တစ်ခုကိုယာနဲ့ချီပြီးတော့မှိုင်းမွေ့မှုတွေရှိနေကြောင်းပြည်တော်စုကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကြံ့ဖို့ပါတီနေပြည်တော်နယ်မြေဥက္ကဋ္ဌဖြစ်သူဘူးလက်လာဆွေကသူ့ရဲ့လူသိများတဲ့ Facebook လူမှုကွန်ရက်ကနေတဆင့်ပြောဆိုလာတာဖြစ်ပါတယ်။မဲစင်းမှာသူ့မိသားစုဝင်တွေမပါရှိတဲ့အခြေအနေတွေအထိရှိသလိုတေဆုံးသူတွေအပြီးရွှေပြောင်းသွားတဲ့သူတွေကလည်းမဲစင်းမှာပြန်ပြီးတော့ပါနေပြီးမဲစင်းမှာယာနဲ့ချီတဲ့အမားယွင်းတွေရှိနေတယ်လို့သူကပြောဆိုလိုက်တာပါ။2020ရွေးကောက်ပွဲမှာမြူသားဒီမိုကရေစီဖွဲ့ချုပ် NLD ပါတီကတောင်ပြူကမ်းပြူအနံ့ရရှိခဲ့ပေမဲ့မဲစင်းမှာယွင်းတယ်ဆိုပြီးတော့ 2020ခုနှစ်မှာဂျမ်ဘတ်စစ်တပ်ကအာဏာသိမ်းလိုက်ပြီးအခုနှစ်ဒီဇင်ဘာလ28ရက်နေ့ကစတင်ပြီးတော့ရွေးကောက်ပွဲကိုအပိုင်းလိုက်ကျင်းပဖို့ကြေညာထားတာလည်းဖြစ်ပါတယ်အဲ့တော့သူတို့ကိုယ်တိုင် NLD ကအနိုင်ရရှိခဲ့တဲ့ရွေးကောက်ပွဲကိုတော့မဲမတမာမှုတွေရှိတယ်မဲစင်းရင်အချက်လက်မှိုင်းဝင်မှုတွေရှိတယ်ဆိုပြီးအတန်တန်ပြောဆိုပြီးတော့အာဏာသိမ်းခဲ့တဲ့အာဏာလုယူခဲ့တဲ့အဂျမ်ဘတ်စစ်တပ်ကသူတို့ကိုယ်တိုင်ပြုလုပ်မဲ့လုပ်ပွဲမှာတော့အခုလိုမျိုးအမမအယွင်းယွင်းနေသေဆုံးသူတွေကိုပါပြန်ထည့်ထား အပြီးရွှေ့ပြောင်းသွားတဲ့ပြည်သူတွေကိုပါမဲဆင်းထဲမှာပါဝင်နေတာမျိုးအဲ့တော့ဘူလတ်လဆူရဲ့မိသားစုတွေကိုယ်တိုင်မဲဆင်းထဲမှာမပါဝင်တာမျိုးဒီလိုမျိုးအမှားယွင်းတွေရှိနေတဲ့အခြေအနေကိုသူတို့ဘတ်တော်သားဘူလတ်လဆူတတိယပြည်ဆိုလို့ရှိရင်ဒီကြက်ဖို့ရဲ့ဒီနေပြည်တော်နယ်မြေကဥက္ကဋ္ဌတဦးဖြစ်သူကိုယ်တိုင်ကကိုအခုလိုမျိုးပြောဆိုလာတာဖြစ်ပါတယ်ကျွန်တော်တို့အမဲဆင်းတွေကတ်ထားသွားကြည့်သွားကြည့်တော့တော်တော်များများလွယ်နေတယ်တွေ့ဘလို့လွယ်ရတာလဲဆိုတော့2020တုန်းက လက်စင်းအဟောင်းကြီးလိုယူဆအဲ့ဒါတွေပြန်ကတ်ပြလိုက်အခုအစ်စ်ပြန်ကောက်တဲ့ဒီရကြီးအဆိုးရမှုတွေဟလာပြန်ကောက်တဲ့စည်ရင်းတွေမဟုတ်အကွာရာကတော်တော်ကွာ900မှာ300လောက်กว่าဒါဒါအသိပ်အသိပ်မကောင်းဘောเนาะရီးစီနဲ့ပြန်လို့ရမယ်ပုံစံသုံးနဲ့ပြန်လျှောက်ပြီးတော့ပြန်လို့ရတော်တော်ကိုတော်တော်ကိုလုတ်ရမယ်လား12ရက်နေဆိုတော့ဒီနေ့က9ရက်ဆိုတော့တပတ်ပဲကြံတော့เนาะ ဒီတပတ်အတွင်းမှာအာတော်တော်လုတ်ယူရမှာဥမာလမင်္ဂလာဒီပလို့ရက်ွက်မျိုးမှာဆိုရက်ွက်အုပ်ချုပ်ရေးမှုတော့မပါဘူးဗျာရက်ွက်အုပ်ချုပ်ရေးမှုရဲ့မိသားစုကမဲစင်းမပါကျန်နေကျန်နေလူတွေပြောမနေနဲ့အဲ့လိုတွေဖြစ်တယ်တည်သွားတဲ့လူတွေပြန်ပါနေရရှိတယ်။နော်တည်သွားတဲ့လူတွေနောက်တကအပီးပြောင်းသွားတဲ့လူတွေအဲ့ဒီလူတွေလည်းပြန်ပါနေရ။ဒါတော်တော်များနေနော်။နောက်တစ်ခါ လွတ်တော်ကိုယ်စားလှယ်တယောက်ပဲပါတယ်သူမိသားစုကြတော့မပါဘူးလွတ်တော်ကိုယ်စားလှယ်တော့အာဏာလိုထက်ပြလိုက်လားမသိဘူးအဲ့တော့ယူစီကဒီမဲစင်းနေရတော်တော်ကိုတော်တော်ကိုမာနေတော်တော်ကိုပြန်ပြင်းရမယ်အဲ့အဲ့တွေးတယ်ဗျအဲ့တွေးတော့ဒါလေးကိုအချိန်မီပြပြင်းဖို့အဲ့တော့ဘယ်သူလေးအလုတ်ရှုပ်လဲဆိုတော့ရက်ွက်အုတ်ချိုရီမူဒီနောက်တကလွတ်တော်ကိုယ်စားလှယ် ကိုယ်တိုင်ကဟာလာအားထုတ်ပြီးတော့မဲယုံတိုင်းကိုလိုက်ကြည့်ပြီးတော့မှဓက်ပုံရိုက်ပြီးတော့မှဒီစေးရေးမှန်လားမမှန်လားဆိုရက်ကော်တရားလူတွေကိုခေါ်ပြီးတိုက်ဆိုင်စစ်ဆေးရတယ်ခုကျွန်တော်တို့လုံနေရတယ်ဗျာကျွန်တော်တို့လည်းဟာလာမဲယုံကိုယ်စလဲတွေခန့်ထားဆိုတော့အဲ့ဒီလူတွေအကုန်လုံးဓက်ပုံရိုက်ရိုက်ပြီးတော့တူကြီးကိုစစ်ခုဆိုပဲဒါတမျိုးနဲ့တမျိုးနဲ့ကိုຢာနဲ့ချီပြီးတော့ကွာချားနေဗျာဒါလေးတော့ နည်းနည်းအားထုတ်ပြီးလုပ်ရလိမ့်မယ်ရည်စီရတယ်အဲ့ဒါပြောပြတာလေးစားပါတယ်အခုကြည့်ရှုရမယ့်ရုပ်သံဖိုင်ကတော့တရင်ကျွတ်မှာသူတို့မိဘတွေစီကိုလူကိုယ်တိုင်အရောက်ပြန်မလာနိုင်တော့တဲ့ရဲဘော်နှစ်ဦးရဲ့ရုပ်သံဖိုင်မှာမန္တလေးတိုင်းမလိုင်ကနေတောင်သာဘက်ကိုစစ်ကြောင်းထိုးလာတဲ့အချမ်းဖက်စစ်ရှုံးကောင်စီတပ်သားတွေကိုကြားဖြတ်တိုက်ခိုက်ရင်းပြည်သူတွေရဲ့အသက်အိုးအိမ်စီးဆင်းတွေကိုကာကွယ်ရင်းနဲ့ ရဲဘော်ချစ်ကူနဲ့ရဲဘော်ဝက်ကြီးကြာဆုံးခဲ့ရပါတယ်အဲ့တော့ခြံခဲ့တဲ့ရဲဘော်ရဲဘက်တွေကဥညွတ်မှုနဲ့အတူသူရဲကောင်းတွေရဲ့ကိုစားမိဘတွေကိုကတော့နေကြတဲ့ရုပ်တံဖိုင်မှာ သူရဲကောင်းတွေရဲ့အမည်နာမနဲ့ဘောင်းသွင်းထားတဲ့ရုပ်ပုံတွေကိုမိဘတွေစီကိုအံ့နိုင်နေကြတဲ့ရုပ်တံဖိုင်တစ်ခုလည်းဖြစ်ပါတယ်

ီဒေါ်လာရေးကြီးမှာသားသမီးတွေကိုပေးလိုက်ရတဲ့မိပါရီညပြလာပါပြီအတိအကျပြောရမယ်ဆိုရင်2025ခုနှစ်ဩဂတ်လ9ရက်နေ့အထိ9044ရောက်ရှိခဲ့ပါဒီလကသားတွေကမိခင်တွေစီကိုမိပါရီစီကိုတနည်းအားဖြင့်ဆိုရင်အမေအိမ်ကိုအပြေးအလွှာပြန်လဲတိုးဝေကြတယ်လာပါမိသားစုတွေစုံကြတွေ့ကြကြတော့ကြပျော်ပျော်ပါပါနေကြရတဲ့လာပါအဲ့တော့သားတွေကိုမမျှော်ကြတဲ့အမေဆိုတာဘယ်မှာရှိနိုင်ပါလဲ အချင်းတော်ထဲမှာရှိနေတဲ့အမေတော်ဆန်းစုကြည်လဲသူ့သားကိုတွေ့ကျင်မှာပါပဲတောင်ပေါ်ရွာကလေးမှာတဲအိမ်လေးထဲမှာရှိနေတဲ့အမေအိုကလည်းသူ့သားကိုမျှော်နေကြမှာပါပဲအဲ့တော့လွန်ခဲ့တဲ့ရက်ကပဲအစိုးရလင်းလင်းရဲ့တချင်းနဲ့အတိုင်းကျွန်တော်ပြန်လာခဲ့ပါမယ်အမေဆိုပြီးတန်ဋိဌံချထားခဲ့ပေမဲ့ပြန်မရောက်နိုင်တော့တဲ့အရေးအတွက်က9044ရောက်ရှိပါပြီအဲ့တော့ရဲဘော်တင်နွမ်းရဲ့ကြပြာစာသားအတိုင်းမှာပဲ နာမည်ဒီအကြောင်းကိုစဉ်းစားမိရင် ပြန်မတွေ့နိုင်တော့တဲ့အကြောင်းမှာသတိရမိတဲ့နှစ်တွေပါပဲအဝေးတိုင်းတွေကသတင်းတွေနဲ့ဆက်ချွန်ပါတယ်ခင်ဗျာမကွေးတိုင်းမင်းမှုခရိုင် PD ရဲ့အမှတ်သုံးတက်ရင်ယာယီတရင်မှုဟိုးကြီးဟာအော်တိုဘာလတရက်နေ့ကခုခုကိုအဆုံးစီရင်သွားတယ်လို့သိရပါတယ်ခင်ဗျာကျေးရွာတစ်ခုစေကန်းထဲမှာတခြားရဲဘော်တွေကိုအပြင်ကိုသွားကြဖို့ပြောပြီးသူတူတည်းရှိချိန်မှာတနက်နဲ့ပြစ်ခတ်ပြီးတော့အဆုံးစီရင်သွားတာဖြစ်ပါတယ်အဆုံးမစီရင်ခင် ယူသားစွာတော်လှန်ကြပါအောက်ခြေရဲဘော်တွေရဲ့အဆက်ဂုံတိတ်ခါအသက်တွေကိုချမနှင်းကြပါနဲ့ဆိုပြီးစာရွက်တရွက်မှာစာရေးသားသွားတယ်လို့သိရပါတယ်။အဲ့ဒီစာအောက်မှာ KB account တစ်ခုရဲ့ password ကိုလည်းရေးထားခဲ့တယ်လို့ဆိုပါတယ်။အခုလိုဖြစ်ရတာဟာသူ့ရိုင်းတရင်မှုတာဝန်ယူခင်အရင်တရင်မှုကိုသူ့ဝင်ကိုခရိုင်ကဖမ်းဆီးမှုနဲ့ဆက်ဆက်ပြီးဖိအားများလို့ဖြစ်နိုင်ကြောင်းသူနဲ့ရင်းနှီးတဲ့သူတို့ကမှတ်ချက်ပြုပြောဆိုပါတယ်။တရင်မှုကိုသူ့ဝင်ကိုဖမ်းဆီးပြီး တရင်ကရဲဘော်တော်တော်များများကိုခရိုင်က တောင်းယူခဲ့တယ်လို့လည်းသိရပါတယ်အဲ့တော့ကိုသူဝင်ရဲ့မိသားစုဝင်တွေကိုလည်းနေအကျေချုပ်ချထားမှုတွေလည်းရှိနေတယ်လို့သိရပါတယ်တရင်တုံးကိုအခွန်ကောက်ခံမှုတာဝန်ပေးပထားတယ်လို့ရရင်တရင်မှုဟိုးကြီးဟာငွေကြေးအရှုပ်ရှင်းကင်းတယ်လို့တခြားဘာပြဿနာမှရှိသူလည်းမဟုတ်ဘူးလို့သိရှိရပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ထိုင်းနိုင်ငံဖူကတ်က ပတောင်မြို့မှာအော်တိုဘာလ3ရက်နေ့ကခိုင်ရန်ဖြစ်ပွားမှုတစ်ခုဖြစ်ပွားခဲ့ပြီးမြမမျိုးသားတယောက်ဓာတ်ထိုးခံရလို့တေဆုံးသွားခဲ့တယ်လို့သိရပါတယ်။အခင်းဖြစ်ပွားရာနေရာကိုပတောင်ရဲတပ်ဖွဲ့ကရောက်ရှိချိန်မှာတော့အသက်38နှစ်အရွယ်ဇော်မင်းဝင်းဟာသူ့ရဲ့အငှားအိမ်ခန်းအပြင်ဘက်မှာဓာတ်ဒဏ်ရာနဲ့သွေးအိုင်နဲ့လဲကျနေတာကိုတွေ့ခဲ့ရတယ်လို့သိရပါတယ်။ကယ်ဆယ်ရေးသမားတွေကအရေးပေါ် CPR ကုသမှုပေးပြီးတော့ပတောင်ဆေးရုံကိုပို့ဆောင်ခဲ့ပေမဲ့ကယ်ချိန်မမီပဲအသက်ဆုံးရှုံးသွားခဲ့ရတာဖြစ်ပါတယ်။ အင်ကြီးမပါပဲဘောင်းမီအနဲ့ရောင်ဝတ်ဆင်ထားတဲ့တေဆုံးသူရဲ့ခန္ဓာကိုယ်မှာဓာတ်ဒဏ်ရာများစွာတွေ့ခဲ့ရကြောင်းအမှုဖြစ်ပွားစဉ်အသုံးပြုခဲ့တယ်လို့ယူဆရတဲ့အသွား22စင်တီမီတာအရှိရှိတဲ့ဓာတ်ချောင်းကိုတပ်တေကံပစ္စည်းအဖြစ်နဲ့အခင်းဖြစ်ရနေရာကနေရှာဖွေသိမ်းဆီးရမိခဲ့ကြောင်းသတင်းမှာဖော်ပြထားပါတယ်။မြန်မြန်တပ်တေရဲ့ထွက်ဆိုချက်အရတန်တရာရှိသူတွေဟာတေဆုံးသူနဲ့တီကျွမ်းတဲ့မြန်မာနိုင်ငံသားတယောက်ဖြစ်ပြီးရမဖြစ်ခင်ကသူတို့အတူအရက်တောက်နေခဲ့ကြကြောင်းသိရှိရပါတယ်။သူတို့ကြားရံပွဲဟာတိတ်မကြခင် အကြမ်းဖက်မှုဖြစ်ပွားခဲ့ပြီးဓားထုံးမှုဖြစ်ပွားခဲ့ကြောင်းတန်တရားရှိသူဟာတိုက်ခိုက်ပြီးချိန်မှာချက်ချင်းထွက်ပြေးတိမ်းရှောင်သွားကြောင်းလည်းဖော်ပြထားပါတယ်။ထိုင်းရဲတွေအနေနဲ့တန်တရားရှိသူကို CCTV ကတဆင့်ခြေရာခံစစ်ဆေးနေပြီးပုဂ္ဂိုလ်ရေးပြိပခါကြောင့်အရက်တောက်ရင်နဲ့ဖြစ်ပွားခဲ့တဲ့အမှုလို့ရဲတွေကယူဆထားကြပါတယ်။ဒီမှုနဲ့ပတ်သက်လို့ပါတော်ရဲတပ်ဖွဲ့ကတန်တရားရှိသူရဲ့ပုံမှန်တရံကိုဖော်ထုတ်ထားပြီးသူ့ကိုဖမ်းဆီးအရေးယူဖို့ဆောင်ရွက်နေကြောင်းလည်းသတင်းမှာဖော်ပြထားပါတယ်။ လာလူပဲပြီးခဲ့တဲ့မေလ10ရက်နေ့ကလည်းအသက်23နှစ်အရွယ်မြမအမျိုးသားကအသက်80အရွယ်အာကသယုံပိုင်ရှင်ကိုတက်ဖြတ်မှုတစ်ခုဘန်ကောက်မြို့မှာဖြစ်ပွားခဲ့ပြီးဖန်စီရမိခဲ့ပါတယ်။ဒီလိုတုံလုံးဖွယ်ဖြစ်ရတဲ့ဟာရွှေပြောင်းလုံသားတွေနဲ့ပတ်သက်တဲ့အကြမ်းဖက်မှုတွေအကြောင်းဆွေးနွေးမှုတွေပြန်လည်ပေါ်ပေါက်လာသေးပြီးထိုင်းရဲ့ပြည်တွင်းကြမ်းဖက်မှုကင်တွယ်ဖြစ်ရှင်းမှုအတွင်းမှာနိုင်ငံသားနဲ့ရွှေပြောင်းအလို့သမားအတိုင်းပိုင်းကိုပို့ပြီးတော့အာယုံစိုက်လာစေတယ်လို့ထိုင်းသတင်းကဖော်ပြထားပါတယ်ခင်ဗျာ။ ။ DNL ထိန်းချုပ်ထားတဲ့ဒီဘောကိုချမ်ဖတ်စစ်တပ်ကဘုံကျဲပြန်ပါတယ်ခင်ဗျာသတင်းပြည့်စုံကိုကြည့်အောင်ပါ။ရှမ်းပြည်နယ်တွင်တန်းတမတော် DNL ထိန်းချုပ်ထားရဒီဘောကိုချမ်ဖတ်စစ်ချုံးကောင်စီတပ်ကလေကြောင်းထမှန်ဘုံကျဲတိုက်ခိုက်တာကြောင့်စာသင်ကျောင်းနဲ့ဖူးကြီးကျောင်းပါဝင်နေ73လုံးပျက်စီးသွားခဲ့တယ်လို့ DNL ကထုတ်ပြန်ထားပါတယ်။အော်တိုဘလာ၄ရက်မနေ့ညပိုင်းမှာအချမ်ဖတ်စစ်ကော်မရှင်ကဂျက်ဖိုက်တာတုံးပြီးတော့ဒီဘောမျိုး ဇက်စုရက်ွက်ကိုတလုံးအာထခနှင့်စာတင်ချောင်းကိုတလုံးနဲ့ကျောင်းစုရွာဗန္နာချောင်းကိုနှလုံးစုစုပေါင်းပေါင်150ဘုံလေးလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာအဲ့ဒီတိုက်ခိုက်မှုတွေကြောင်းစာတင်ချောင်းဘုံကြီးချောင်းနဲ့နေ73လုံးပျက်စီးခဲ့ရတယ်လို့ထုတ်ပြန်ပြောဆိုထားပါတယ်ဒါပြင်အော်တိုဘာ၄ရက်နေ့တရက်ထဲမှာပဲတီဘောမြို့မဟဲရွာအုံမှုရွာကျင်းဒီရွာနဲ့ဇက်စုရက်ွက်တို့ကိုပြည်သူလူထုစီဥတည်ပြီးရွာကျရှိရှိနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့လည်းသိရပါပါတယ် လာဒူနေလေ၁၂နှစ်ကျော်အချိန်မှာလဲနက်ဆန်မြို့နယ်ဇန်တုံဟုံးရွာကိုလဲအကြမ်းဖက်စစ်ကော်မရှင်တပ်ကဂျိုက်ဖန်တာနဲ့ပေါင်150ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တာကြောင့်ကလင်းငယ်၂ယောက်သေဆုံးပြီး၉ယောက်ထိမှန်ဒဏ်ရာရခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာအကြမ်းဖက်စစ်ကော်မရှင်ဟာဒိုင်းသာလက်နက်ကိုင်တွေကာကွယ်တပ်ဖွဲ့ဝင်တွေသိမ်းပိုက်ထားတဲ့ဒေသတွေမှာလက်နက်ကြီးဒရုန်းနဲ့လေကြောင်းအသုံးပြုတိုက်ခိုက်မှုတွေကိုပြည်သူလူထုစီဥတီပြီးတော့ရွယ်ချက်ရှိရှိလှုပ်ဆောင်နေတာကြောင့်ပြည်သူတွေသတိပြုနေထိုင်ကြဖို့လဲတင်တယ်လေကတိုက်တွန်းအတည်ပြုထားပါတယ်ခင်ဗျာ ဟုတ်ဒီကနေ့ဟာသတင်းကြွလပြည်နေ့ဖြစ်ပါတယ် YouTube ကနေလာရောက်ပြီးတော့ကြည့်ရှုအားပေးကြတဲ့မိဘပြည်သူတွေအမိအဖတွေကိုဒီနေရာကနေပဲကြောပါရစေအဲ့တော့ YouTube မှာအဲဤပညာရှင်တွေကြောင့်လာရောက်ပြီးတော့မကြည့်ရှုနိုင်ကြတဲ့အနေနဲ့အရေးအယံမှာရှိကြတဲ့အမိအဖတွေကိုလည်းဒီနေရာကနေကြောပါရစေအဲ့တော့ဆရာသမားတွေကိုလည်းကြောပါရစေအဲ့တော့ကျွန်တော်တို့ဒီကာလကြီးကတော့အားလုံးပြန်လည်စုံစည်းနိုင်ဖို့ခက်ခဲနေကြတဲ့အချိန်ကာလဖြစ်ပါတယ်အဲ့တော့ခုနက ျွန်တော်တို့ရုပ်သံဖိုင်ထဲမှာခုနသတင်းမှာတွေ့ခဲ့ရသလိုပဲတချို့ကတော့ပြန်လည်စုံစည်းနိုင်ဖို့အခွင့်မတာတော့တဲ့အခြေအနေပါအရေးအတွက်ဆိုရင်ကျွန်တော်တို့တိတိကျကျ9044ရောက် ရှိပါပြီတိုက်ပွဲတွေအနေနဲ့ရရမှာပြင်းထန်နေတာဖြစ်တဲ့အတွက်ဒီအရေးအတွက်ကလည်းတစ်နှစ်ထက်တစ်နှစ်ပြန်လည်ပြီးတော့တိုးလာနေပါတယ်တနည်းအားဖြင့်ဆိုမယ်ဆိုရင် ပြန်လည်စုံစည်းခွင့်မရတော့တဲ့မိသားစုတွေတစ်နှစ်ထက်တစ်နှစ်များပြားလာတယ်လို့ ဆိုရမှာပါဘာပဲဖြစ်ဖြစ်ဒါတဲ့ဆုံးရှုံးခဲ့တဲ့မိဘတွေကိုမိခင်တွေကိုလည်းဒါအဖြစ်နဲ့ကျွန်တော်တို့ကြံရှိနေတဲ့တော်လိုင်းရဲဘော်ရဲဘက်တွေကျွန်တော်ပါဝင်ရဲဘော်ရဲဘက်တွေကခံယူပါတယ်အဲ့တော့မိခင်တွေရဲ့တားပါပဲတနိုင်ငံလုံးမှာရှိတဲ့မိဘတွေရဲ့တားပါပဲဘာကြောင့်လဲဆိုလို့ရှိရင်ဒီနိုင်ငံမှာမိခင်တွေအေးအေးချမ်းချမ်းနေထိုင်နိုင်မှုဖခင်တွေအေးအေးချမ်းချမ်းနဲ့နေထိုင်နိုင်မှုတိုက်ပွဲဝင်နေကြတဲ့ ရဲဘော်ရဲဘက်တွေဖြစ်ပါတယ်ကျွန်တော်တို့ကရှေ့တန်းမှာတနက်ကင်ပြီးတော့ပြစ်နေရတဲ့ရဲဘော်တွေမဟုတ်ပေမဲ့ဒီဒေါ်လန်အကြီးအမြန်ဆုံးပြီးမြောက်အောင်တက်တဲ့ပညာရှိတဲ့ခွန်အားနဲ့တာဝန်ထမ်းဆောင်နေတဲ့ရဲဘော်ရဲဘက်လူကိုကိုကိုခံယူထားတဲ့အတွက် ပြည်သူအမေအဖေတွေပြည်သူမိဘတွေရဲ့သားတွေတူဆိုရင်လဲမမပါဘူးဒီတိုင်းပဲခံယူပါတယ်ဒါကြောင့်မလို့တရင်ကျွတ်အချင်းကာလမှာဒီနေရာနေပြီးတော့ကြော့လိုက်ရပါတယ် မိခင်နေဖခင်နေကြမ်းကြမ်းမာမာနဲ့နှစ်ရှည်လာများအသက်ရှည်ပါစေအတော့ကွဲကွာနေကြတဲ့မိသားစုတွေလည်းအမြန်ဆုံးပြန်လည်ဆုံတွေ့နိုင်ပါစေလို့ဒီကနေ့မှာဆုမကောင်းတောင်းပါတယ်ကတော်ရင်နဲ့ဆန္ဒပြုပါတယ်ခင်ဗျာ